ချမိတ်ချမိတ်ဆွေတောက်ချသသမီးအားလုံးမင်္ဂလာပါနော်ချမိတ်ချမိတ်ဆွေတောက်ချသသမီးတွေကိုဒီတပတ်တာကလိုင်းမှာတွေ့ကြမယ်ကန်ချမအဆိုးအကောင်းနေတဲ့အတူဆောင်းရှောင်းရံလေးတွေကိုလည်းပြပြပေးပါမှာဖြစ်ပါတယ်တောက်ချသသမီးတွေအတွက်ချက်ရောက်လာတဲ့ကန်မက်ကလေးကတော့မေရော်ကြီးဆိုတဲ့ကန်မက်ကလေးပဲဖြစ်ပါတယ်ကန်မက်ကလေးကတောက်ချသသမီးတွေအဓိကလားလေးတွေမှာပေါ့နော်အဲမိမိကမိမိရဲ့အလုတ်အကန်ကိစ္စနဲ့ပတ်သက်ပြီးတော့မိမိရဲ့အလုတ်မှာယာရုတိုးလာတာတို့ဒါမှမဟုတ်မိမိရဲ့အလုတ်မှာနေရာကောင်းရတာတို့အဲနာမည်ကောင်းအဲ အလုံးမှန်တယ်ပေါ့နော်နာမည်ကောင်းရတာဒါမျိုးလေးနဲ့တွေ့ကြအောင်တက်တယ်မိမိကအလုံးမှအစဉ်ပြေနေတက်တယ်အောင်မြင်နေတက်တယ်တောက်ချသားသမီးတွေကဒီကလာတယ်မှာကိုပိုင်လုပ်ငန်းလုပ်ကြနေတောက်ချသားသမီးတွေဆိုလို့ရှိရင်လေမိမိရဲ့လုပ်ငန်းအောင်မြင်လာတာတို့အဲ တစ်ခုပြီးတစ်ခုပေါ့နော်မိမိရဲ့လုပ်ငန်းအဆင်ပြေလာတာတို့ဓာတ်မြုပ်လေးနဲ့တွေ့ကြုံရတဲ့တဲ့တောက်ချက်သမီးတွေကဒီကလာတွေမှာငွေရေးကြီးနဲ့ပတ်သက်ရင်ငွေအလုံးလိုက်အရင်လိုက်ဝင်လာတဲ့တဲ့တောက်ချက်သမီးတွေကဒီကလာလေးတွေမှာမိမိရဲ့ချစ်သူအိမ်အောင်ဘက်နဲ့ပတ်သက်ပြီးတော့မိမိရဲ့ချစ်သူအိမ်အောင်ဘက်နဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာရတာတို့အိမ်အောင်ရေးမှာအဆင်ပြေနေတာတို့ပေါ့နော်အဲဒါမှမဟုတ်ချစ်သူအိမ်အောင်ဘက်ထမ်းနေပြီးတော့ပျော်ရွှင်စရာကောင်းတဲ့သတင်းတို့စိတ်ချမ်းသာစရာကောင်းတဲ့ကိစ္စတွေပေါ့နော် ကြားရတာတို့ဓာမျိုးလေးနဲ့လေးတွေ့ကြောင်ရတတ်တယ်တာချာသမီးတွေကဒီကလာတွေမှာမိမိကပေါ့နော်တာသမီးရှိရဆိုလို့ရှိရင်တာသမီးရဲ့အဲ အောင်မြင်တဲ့သတင်းတို့တသမိရဲ့ပေါ့နော်အဆင်ပြေတဲ့သတင်းတို့ဓာမျိုးလေးတွေကိုလည်းကြားရတယ်ဒါပေမဲ့တခုတတိထားမှာဘာလဲဆိုရင်ဒီလိုအောင်မြင်တဲ့သတင်းတို့တသမိရဲ့အဆင်ပြေတဲ့သတင်းတို့တသမိထံသတင်းကောင်းကြားရတာနဲ့အတူမိမိကပေါ့နော်တသမိထံနေပြီးတော့နေထိုင်မကောင်းဖြစ်တာလို့ဖြားနာတာလို့ဓာမျိုးလေးတွေကိုလည်းပူရွေးပြီးတော့ကြားရတယ်ဒါတော့တတိထားတဲ့တောက်ချက်တသမိတွေကဒီကလလေးတွေမှာမိမိကပေါ့နော်ခီးသွားတာမျိုးလေးတွေနဲ့ခီးခဏခဏအထွက်ရတာမျိုးလေးတွေတွေ့ကြုံရတယ်တောက်ချက်တသမိတွေကဒီကလလေးတွေမှာမိမိက ါ့နော်အိုးအိမ်နဲ့ပတ်သက်ပြီးတော့မိမိရဲ့နေအိမ်မှာနေအိမ်ပြောင်းရတာတို့ဒါမှမဟုတ်လို့ရှိရင်မိမိရဲ့လက်ရှိနေနေတဲ့အိမ်ကိုပဲပေါ့နော်ပြုပြင်ရတာတို့စေးတုပ်ရတာတို့ဒါမျိုးလေးနဲ့တွေ့ကြုံရတဲ့တောက်ချက်သမီးတွေကဒီကာလလေးထဲမှာမိမိရပေါ့နော် ကျမကြီးနဲ့ပတ်သက်ပြီးရင်မိမိကအထွေထူစိုးရင်စရာမျိုးတော့မဟုတ်ပင်မဲ့မိမိကမောတာတို့ကြက်တာတို့ဒါမှမဟုတ်နှလုံးအောင့်တာတို့ရင်မက်အောင့်တာတို့ဓာမျိုးလေးနဲ့တွေ့ကြောင်တက်တဲ့အကြောင်းမိမိကဒါတော့သတိထားတဲ့နဲ့အထူးဂရုစိုက်တဲ့နဲ့တောက်ချက်သမီးလေးကဒီကာလလေးတည်းမှာမိမိကပေါ့နော်မြတ်ဆရာပဲရှင်ကိုရောမြတ်ကြီးကိုအဲ ပကံတပကံနဲ့မှာပေါ့နော်လက်ဖက်အသားကြီးပဲလေးပုံပုံပြီးတော့ဆက်ကတ်လှူဒန်းပေးခြင်းဖြင့်မိမိရဲ့ကံညာခိုက်တရားပြပြောက်သွားစေမယ်လက်ကီကလာလေးကတော့အဝါရောင်လေးဖြစ်ပြီးတော့လေးကနန်းနှစ်ကနန်းတစ်ကနန်းတွေကတော့မိမိရဲ့လက်ကီကနန်းလေးတွေပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်မိမိကျမနာမည်ကတော့စင်မအင်းကြီးကျမပါနောက်ပြီးတော့လေးကျမပြတ်ဆုံးမယ်နော်ကျမချင်းမိတ်ဆွေတောက်ချတဲ့သမီးတွေလည်းကိုစိတ်နှပြကျမချမ်းသာလို့စီးပွားဥစ္စာများဒီလားတနေ့တခြားတိုးတက်အောင်မြင်ရရှိချမ်းသာကြပါစေနော်